ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Movie Showcase အစီအစဉ်ကိုတင်ဆက်ပေးဖို့အတွက်အချိန်ရောက်လို့လာပြန်ပါပြီရှင်ပထမဦးဆုံးအနေနဲ့ပြောပြပေးခြင်းတဲ့ဇာတ်ကားလေးကတော့1982ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Godfather လို့အမည်ရတဲ့ရုပ်ရှင်ဇာတ်ကားကိုပြောပြပေးသွားမှာပါဒီဇာတ်ကားကဒုတိယကမ္ဘာစစ်အပြီးကိုတွားပြီးတော့သူအခြေခံထားတယ်အဲ့ဒီအချိန်တုန်းကဒီ American Gangster မိသားစုရဲ့ပေါ့နော်သူတို့ရဲ့ဒီဘဝကိုပုံဖော်ပြီးတော့ရိုက်ကူးထားတယ်သူတို့ကြားမှာတစ္ဆာရှိမှုတွေပြီးသွားလို့ရှိရင်ဒီဂိုင်းကန်နာတွေပေါ့နော်အဲ့ဒါမျိုးတွေကိုပုံဖော်ရိုက်ကူးထားတယ် They want to get mixed up in a family business close like this but a bing you blow their brains all over your nice cyber league suit the lion king ဆိုလို့ရှိရင်ကလေးအားစားလူကြီးဆုံးအားလုံးသိရှိပြီးသားဖြစ်မှာပါထောင်994ခုနှစ်ကထွက်ရှိခဲ့တဲ့ဆိုပေမဲ့အခုချိန်ထိလည်းကောင်းနေစေပြီးတော့အခုချိန်ထိလည်းဘယ်တော့မှမယိုးနိုင်မင်းနဲ့ကြီးလို့ကောင်းတဲ့ဇာတ်ကားတကားဖြစ်ပါရဲ့ရှင်